ပိတ်သမားအားလုံးပဲမင်္ဂလာပါ။ Gucci Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမဲ့ဇာတ်လမ်းလေးကတော့စိုင်းသူရဲမင်းတို့ရေးသားထားတဲ့စာနီတော်မောင်မတ်နဲ့ဒေါနတ်ထဲမှာအန်ဒီရဲ့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျာ။ ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။အချိန်ဒီကောက်တပြေးပြေးကုန်ဆုံးလာခဲ့ရာကျုံတဲ့ယာမပင်အသက်20ကျော်ခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်ကျိုးတို့ကတပြေးပြေးရွာဝင်းမှာသွားရောက်နေပြီလည်းဖြစ်ပါတယ်။တပြေးပြေးရွာသားတွေနဲ့အတော်လေးပင်ရင်းနှီးနေကြပါပြီ။ကိုမန်းအကိုယာမအိမ်မှာမရှိဘူးလား။ညမဲတော့ပါလား။ယာမအိမ်မှာမရှိဘူးဟာ။ မုတ်တလာရွာကိုသွားတယ်ဘာကိစ္စရှိလို့လဲဘာကိစ္စမှတော့မရှိပါဘူးကိုရမစီကိုလဲလာတာပါဦးလေးနဲ့တတော်အဖေနဲ့မေဟာအိမ်နောက်မှာဘင်းဒီစိုက်နေကြတယ်သွားချင်သွားလေမဲကျောင်းကတော့ကျုပ်ပြီးကခေါင်းကုန်ပြီးတော့အိမ်နောက်ကိုထွက်သွားပါရင်မဲကျောင်းကတော့တပေပင်ရွာသူတယောက်ပါရှားမနဲ့တငယ်ချင်းတွေဖြစ်ကြပြီးတော့အိမ်ကိုမကြာခဏဝင်ထွက်တတ်သူတယောက်ဖြစ်ပါရင်ရှားမကတော့အရောတဝင်ရှိပေမဲ့ကျုပ်ကတော့မရောပါဘူးခေါ်သူမေးပြောတာနေတယ်လေ အကြောင်းကလည်းပဝင်းကျင်ရဲ့ပြောစကားတွေဟာကျုပ်အတွက်ထိခိုက်မှုမရှိပေမဲ့မေကျောအတွက်ထိခိုက်လာနိုင်တာကြောင့်ဖြစ်ပါတယ်။ရှာမကတော့မေကျောပေါ်မေတ္တာရှိနေရလဲဖြစ်တယ်လေ။မေကျောကိုမပြောရဲလို့ကျုပ်ကိုရင်လာဖွင့်တာကလည်းကြာလာတော့ကျုပ်ပင်အလွရနေပြီဖြစ်ပါတယ်။တပြေးပြေးရွာကိုရောက်ကတဲ့ကမုတ်ဆိုးလုပ်ကိုလောက်ခံရင်းနဲ့အသက်မွေးခဲ့တာလဲဖြစ်တယ်။ကိုမမေကျောအင်ကိုလာသွားသေးလားဗျာ။ တုတ်ကအရင်ကြောင်းတွေကိုပြန်တွေးတောင်းနေစီမှာရာမကပြန်ရောက်လာတယ်။အိမ်နောက်မှာအဖေနဲ့အမေပင်ဆိုင်နေတာတွားကြည့်တယ်။မင်းလိုက်သွားရင်သွားလေ။ဒါဆိုလေသွားလောက်မယ်ဗျာ။ရာမကတော့ဆက်ဖြီးဖြီးနဲ့အိမ်နောက်ကိုထွက်သွားပါတယ်။တုတ်ကတော့စပီဖြစ်တဲ့ရင်တွေရုပ်ကိုခွင်ပေါ်ကနေချပြီးတော့ရင်တွေချောင်းကိုဖြီးလိုက်ပါတယ်။ခဏကြာတော့အဖေမိနဲ့တူရာမနဲ့မေကျောကလည်းအိမ်ရှိကိုပြန်လာကြပါတယ်။ဦးလေးတောင်းတဲ့တော်သမီးပြန်လာဦးမယ်နော်။ ပြန်တော့မလို့လားမေကျော်ရဲ့တမင်းစာဝိမပြန်ပါလားနောက်မှစားရမယ်တမင်းရင်မှာအလုပ်လေးတွေရှိသေးလို့အော်အေးအေးနောက်အရင်လဲလာလင်နော်မေကျော်ကတော့ဖေနဲ့မေကိုနှုတ်ဆက်ပြီးတော့ပြန်သွားတယ်အမေမေကျော်ကိုအိမ်လဲတိတ်မခေါ်နဲ့ဗျာယောက်ျားလေးတွေရှိတဲ့နေရာမိန်းကလေးတယောက်တည်းလာတာမကောင်းဘူးတားရဲ့သူကမြာအမေတို့ခင်တွဲလို့လာတာပဲလာပါစေအမေသားနှစ်ယောက်ရဲ့စိတ်ဓာတ်ကိုအမေသိတယ် စိတ်ထဲအယံတွေးမနေနဲ့အမေကတော့တုတ်ကို ပြောပြီးမိဖို့ကြောင်လေးကိုဝင်သွားပါတယ်ငါသာအဖေမင်းတို့ပြောစရာရှိလို့ဟုတ်ပြီပြောလေဘာပြောစရာရှိလို့လဲဒီလိုကွာအဖေရဝေးခီးသွားစရာရှိသေးတယ်ခီးကကြာရင်လဲကြာမယ်အဲဒါကြောင့်သားတို့မေးမေးကိုတိတ်ချာခီးဆိုင်ကြအောင်နေပေါင်းပြီဘလို့ဖြစ်လို့ခီးဝေးသွားဖြစ်တာလဲအဖေကျမ်းမာကြီးကတိတ်ကောင်းတာမှမဟုတ်တာကျုပ်ကတော့မသွားစီခြင်းဘူး အဖေညီရင်းဆုံးလို့တွားရမှာညီရင်းဆိုတော့မတွားလို့မဖြစ်အဖေမှာကညီကို၃ယောက်ရှိတယ်ကွာအခုတယောက်ကတေးပြီဆိုတော့အဖေတွားမှာပေါ့အဖေကိုကလည်းရွေးဝေးရဆိုပေမဲ့လာမယ်လို့ပြောပါရယ်ဒါဆိုရင်လည်းအသွားပြန်တွေ့စိတ်ချလို့ရအောင်ရှာမောက်ခေါ်သွားလိမ့်ပြီမဟုတ်ရင်စိတ်မချအောင်နေပါစေအဖေတယောက်တည်းတွားလို့ရတယ်တွားရမှာကလည်းခုရဲ့ဘာကြီးတော်ပြစ်ထွက်ထားရတော့ပင်ပန်းနေမှာ အမောက်တာပဲဖြစ်ရင်ကျုပ်မပင်ပန်းပါဘူးကျုပ်လည်းအပေတယောက်တည်းဆိုစိတ်မချအောင်ကျုပ်ပါလိုက်ခင်မင်းရှားမဝင်ပြောတော့မှအဖေရောက်တဖြည်းဖြည်းလက်ခံတာပါရင်အဖေရောက်တားပင်ပန်းပါဆိုလို့ပြောတာပါတားလိုက်ခဲ့မယ်ဆိုလည်းလိုက်ခဲ့ပုံရှားမကတော့ပင်နဲ့တူရဝေခီထမ်းမယ်ဆိုတာကြောင့်ကျုပ်နဲ့မိခင်သာကြံခဲ့တာပေါ့မိခင်ကြောင့်တည်းဖြစ်တော်မူကျုပ်ကအခုရက်တွေမှာမဲပြေထွေမရအိမ်ထဲမှာအောင့်နေရအောင်မှဖြစ်ပါရင် မနက်ရောက်တော့ဖိနေရာမကနှံ့ညိုကိုစီးပြီးတော့ခီးထွက်သွားကြပါရင်ပြန်လာရကမြင်းတကဝယ်ခဲ့ရင်လဲအမေရောပတ်စံထည့်ပေးလိုက်ပါသေးတယ်ကိုမအာလန့်လိုက်တာမေကျော်ရဒီမှာရင်းနှီးသီးတော့မေလန့်အောင်လန့်ပါလေဆိုမှလန့်ရမှာပေါ့ဒါနဲ့တော်တော်နဲ့ဦးလေးရောအနောက်ကနေကြုတ်ကားကိုထိုးလိုက်တဲ့မေကျော်လန့်ချောင်းကြုတ်ကားရင်းနှီးသီးမှုလို့တော့ဖြစ်သွားပါတယ်အမေရောရှိတယ်အဖေရော ခီးသွားစရာရှိလို့ရာမနဲ့ထွက်သွားတယ်။ဒါနဲ့ကလေးကိုပြောစရာရှိတယ်။ပြောင်းလီကမရဲ့ပါပြောင်းလို့လေ။ဒီလိုဟာနေအသက်ကအခုဆို18ပြည့်လို့19ရင်းဝင်ရောရှိသေးတယ်။နင်းလိုမိမငယ်လေးတယောက်ကငါတို့လိုယောက်ျားသားတွေနေတဲ့အိမ်ကိုခဏခဏလာဖို့မကောင်းဘူးဟာ။အမေရှိတယ်ဆိုရင်ပဲပဝင်းကျင်အမေမသိတော့ဘူးလေ။အော်ပါများလေးလို့ကိုမှတ်ရဲ့။ ပဝင်းကျင်အဖေနဲ့ဂိမဆိုင်ပါဘူးအိမ်ဟောင်းမယွာရီတော်ကိုမတ်တို့ညီကိုစိတ်သက်ကိုယုံလို့ယုံကြည်ကြည်နဲ့တီတီပြူပြူသွားခိုင်းလာခိုင်းတာပဲလေမေတော်ကတော့ဘသူမှဂိမဆိုင်ဘူးမေတော်မှန်ရင်ပြီးရောကျုပ်ကတော့မေတော်ကိုဘလို့မပြောရမှန်းမသိပြောစရာစကားမဲ့ပြီးတော့နားထောင်နေမိတာပေါ့ဒါနဲ့ကမဒီနေ့အမေပြမထွက်ဘူးလားအဖေနဲ့ညီမခီးသွားကြတယ်လေ မတော်ပြထွက်ရင်အိမ်မှာအမေတယောက်တည်းနဲ့ကြံခဲ့မှာပေါ့စိတ်မချပါဘူးဟာဘာစိတ်မချစရာရှိလို့တော့မဲကြောရှိနေရပဲလေအဖေကမာလိုက်တယ်ခုနေတော်ပြထွက်ရင်တော့တောချက်တစ်ကောင်လောက်ထောင်ပန်းခဲ့ပါအောင်နဲ့လေလာပေးနေမယ်ဆိုရင်တော့တောပြေသွားခြင်းသာမုံတလာကသူတွေလည်းမှောင်နေရဆိုတော့ရောင်းချင်လာလဲပါတယ်သွားမယ်ဆိုလေစိတ်ချလက်ချသွားမဲကြောရှိနေတယ် တော်တော်လေးနေမကောင်းတာမှမဟုတ်တာအဆင်ပြေပါတယ်။အေးဟာဒါဆိုနေ့လေသမင်းစားပြီးရနဲ့အိမ်မှာလာနေပြေဦးမယ်ကြော့။ငါတော့ပြစ်ထွက်လာအောင်မေး။အတော်ပြေကမနေ့ကလေးကထွက်ရတာမလား။ဘလို့ဖြစ်လို့နေ့လယ်မှာသွားမှာလဲ။ခုမနေ့ကမအားဘူးမေကြောင်းရ။ထင်းနေလေခွင်းရမေး။ရင်းရင်းလက်ခတ်ပေးရအောင်မေးလေ။ကဲကဲကဲနေလေမေးစီသွားမယ်ဆိုသွား။ငါလေးလုဆရာရှိရာတွေလောက်လာအောင်မေး။ကျကတော့အိမ်လုတ်တွေလုပြီးတော့နေ့လယ်ရောက်တော့တော်ပြေရန်ထွက်ခဲ့ပါရဲ့။ မဲเจ้าအိမ်ကိုလာနေပေးမယ်ဆိုတာကြောင့်သာစိတ်ဖြောင်းဖြောင်းနဲ့ထွက်နိုင်ခြင်းဖြစ်တယ်။မိုးစိုးလေတော်ပြထွက်တော့မယ်ပေါ့။ရောင်ရောက်တော့လင်ယာခွင်ဝင်နေတဲ့ဦးလေးထွန်းမြန်တယောက်ကျုပ်ကိုနှုတ်ဆက်လိုက်ခြင်းဖြစ်ပါရဲ့။ကျုပ်ကတော့ဘေးကိုရောကြောင်းနေတဲ့တနက်လွယ်ကျုပ်ကိုလက်နဲ့တင်းလိုက်ရင်နဲ့ဟုတ်တယ်ဦးလေးထွန်းမြန်ရဲ့ဟင်းစားရှာရင်နဲ့မှတ်ထားတဲ့တောကောင်လေးရှာမလို့လေ။အော်အေးကွာငါလေရုံးကောင်လောက်ရရင်လိုချင်တာ။ ရှင်ကတော့ဒီနာတိတ်တော့မတွေ့ဘူးဗျာ။တွေ့ရင်တော့ဖမ်းခဲ့ပါမယ်။အရှင်းလို့ကျင်းတော့လားဦးလေးရ။စားဖို့လေကွာ အသေးပဲပြစ်ခဲ့ပေါ့။ဟုတ်ကဲ့ဦးလေးဒါဆိုကျုပ်သွားလာအောင်မယ်။ကျုပ်ကဦးလေးထွေးမြိုက်ကိုနှုတ်ဆက်ပြီးတော့တော်ရဲကိုထွက်ခဲ့ပါရီ။မိုးတစ်ခါရွာထားပြီဖြစ်တာကြောင့်တောင်းဝင်လန်းကချောနေရာကြောင့်ငကိုတက်ပူကြပါရီ။တချို့ရှုံနီးကသွားရဲလန်းနေမှာတော့ပူပြီးတော့တတိထားပြီးသွားရတယ်။မြောက်အတန်းဒီကြားအချင်းတဲ့သူတော်ရင်းလေးကိုတဖြည်းဖြည်းရောက်နေပြီဖြစ်ကား တနတ်ကိုကြည်ထိုးလိုက်ပြီးတော့မတိနိုင်တဲ့အန်တရယ်ကိုကာကွယ်ဖို့အတွက်လက်ထဲမှာခြင်ထားလိုက်ပါတယ်။ရောက်ဒီကလည်းသူတို့နီးမုတ်ဆိုးရောက်လာပြီမှသိရလားမသိဘူး။စစ်ဝေးနေရာမှာအော်ရပြီးတော့ဟိုနေရာဒီနေရာပြေးကြတယ်လေ။ကျုပ်ကတော့မြောက်ဒီကိုမတက်မြောက်သားမစားတာကြောင့်မြောက်သားမှသူလည်းမရှိခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မြောက်များအတွက်ကျုပ်ကတော့အန်တရယ်မရှိလွတ်လပ်စွာနေထိုင်လို့ရတယ်။ကျုပ်စိတ်ကိုမသိခြင်းကြောင့်ပြေးတယ်လည်းဖြစ်ပါတယ်။မိုးတခါရွာပြီးတာကြောင့်တော်ပန်းနေပြီးပွင့်နေကြပါပြီ။ အရွက်တွေစိစိစွစွရှိကြတယ်။ကျုံတဲ့ခံလန်းလန်းကတောဝဲအုပ်တန်ကြားရာကြောင့်အတန်ကြားရာစီကိုတိတ်တိတ်စိတ်ချင်းကန့်မိရဲ့။တောဝဲဒီကလူနဲ့ကိုအဝေးကားပြီးရကြတဲ့အကောင်လေးရှိတဲ့ပြီးတော့အလုံးလင်းမြန်တာကြောင့်မတွန်းကျင်တဲ့မုတ်ဆိုးတွေအတွက်အန်တရရှိတဲ့အကောင်မျိုးဖြစ်ပါတယ်။တမိတ်ခွေကကြီးရမှာတော့တောဘငါးကောင်ကိုကွင်းပြင်ထဲမှာတွေ့ရတယ်။ပုံမှန်တောဘအုပ်ကတော့အနည်းဆုံး၈ကောင်လောက်တည်းရှိတတ်တာကြောင့်ဒီကောင်များကတော့အဖွဲနဲ့ကွဲလာတဲ့ကောင်တွေဖြစ်ကြတယ်။ ကျုပ်ကတော့တနက်ကိုဝက်အုပ်ထဲကတကောင်ကိုချိန်လိုက်ပြီးတော့ခလုတ်ကိုဆွဲဖြုတ်လိုက်ပါရီကျဲလောင်တဲ့တနက်တန်ကလေကိုထိုးထွင်းထွက်ပေါ်လာရီတော်ဝက်တကောင်ကတော့ဘေးကိုလဲကြဆန်းဆန်းငင်ငင်နဲ့လူးလိမ့်နေပါရီကျံဝက်တွေကတော့တနက်တန်ကြားရတဲ့ဥတင်းရာကိုပြေးကြရီကျုပ်ကတော့တနက်ကိုကြည်နောက်တခါထိုးပြီးတော့မသေးသေးတဲ့တော်ဝက်ကိုပြစ်လိုက်တော့မှတော်ဝက်ကလည်းငြိမ်ကျသွားပါရီကျုပ်ကတော်ဝက်ကိုဖြတ်တော့ပြီးတော့တော်ဝက်သေးချေကိုထုံလိုက်တယ်တော်ဝက်သေးချေကအစာရင် ဘိုင်းအောက်ဘိုင်းနာမှုနဲ့မိုးမော်ခြင်းတွေကိုလည်းအထူးကောင်းမွန်တာကြောင့်စီးစရာတွေကတော့ဝက်သေးသေးကိုပြန်လည်ဝယ်ယူခြင်းဖြစ်ပါတယ်တော့ဝက်သေးသေးကိုတော့ဆေးပြီးဟင်းချိုချက်ရမှာသုံးတဲ့ကြတယ်သေးသေးကိုထဲထဲချခြင်းကြောင့်ဟင်းချိုကတော့ခါသက်သွားပါတယ်အခါကြိုက်တဲ့သူတွေအတွက်ကတော့တော့ဝက်သေးသေးကဟင်းချိုကောင်းတစ်ခွက်ရဲ့ပအဝင်ပစ္စည်းအဖြစ်အသုံးပြုကြပါတယ် သူကတောင်းဝက်ပေါ်ပြီးရာနဲ့တောင်းဝက်နှရွက်နဲ့အမိကိုကွာဆောင်တစ်ခုချားမှာတင်လာရင်းနဲ့တောင်းဆောင်တဲ့တီကိုပတ်တာလိုက်ပါရင်နေတော်ကြချင်းဖြစ်တာကြောင့်လေသူကတောင်းဝက်သားတွေကိုအိတ်ထဲထက်ဝါးတချောင်းခုတ်ပြီးပိုရဲအသားတွေကိုအရှိန်အောင်ချိန်ဆွဲပြီးပြန်လာခဲ့ပါရင်ခါပြုတို့ပါလားငါကောင်ကြီးဘေးချိန်နောက်ကလိုက်လာတာလေကွာသူကတောင်းရင်းကပြန်ထွက်မယ်လို့အလားလန်းကနေပြုတို့လိုက်လာရင် ။ဖြူတို့ကတော့ကျုံငယ်ငယ်ကလိုခွေးသေးသေးလေးမှုတ်တော်ပဲနဲ့အခုဆိုခွေးကြီးတစ်ကောင်ဖြစ်နေပြီဖြစ်ပါရဲ့။ဖြူတို့ကိုအမဲလိုက်မခေါ်သေးကအကျုပ်တို့အမဲပြစ်သေးကခရီးဝေးတွေဖြစ်တာကြောင့်လည်းဖြစ်တယ်။အခုတော့ဖြူတို့တစ်ကောင်ကျုပ်ချီရာကိုကြည့်ပြီးလိုက်ခဲ့သေးလားမသိ။ကျုပ်စီကိုရောက်နေပြီလေဖြစ်တယ်။ရုတ်တရက်ဖြူတို့ကတော့ခြုံတစ်ခုကိုထိုးဟောင်ပြီးတော့ပြင်းဝင်သွားတာကြောင့်ကျုပ်ကအနောက်ကနေအမြင်လိုက်ခဲ့တယ်။ဟာရောမလား။လိုင်စမ်းဖြူတို့ရာမိရေမိပေါင်စားရမယ်သာမဲ့ ထုံကိုဖြတ်တော်မလန်မကန်မှာရုံတော်ကောင်ကထွက်ပြေးနေတယ်။ဖြူတော်ကတော့ရုံရဲ့နောက်ကနေအသေးအသက်လိုက်နေခြင်းလည်းဖြစ်တယ်။ကျုံနဲ့ဖြူတော်ကတော့ရုံနောက်လိုက်ရင်းနဲ့တောင်တစ်ခုကိုရောက်ခဲ့ပါတယ်။ဒီတော့မှဖြူတော်ကရုံကိုမိသွားတယ်လေ။ဖြူတော်မင်းအတော်လေးမြန်လာတာပဲကွာ။ရုံမိတာဟုတ်ပါပြီ။အခုတော့ဒီညဒီမှာအိပ်ရအောင်မေး။ရုံကမိပြီဆိုရင်မောင်ရိပ်တန်းလာတာကြောင့်တုတ်တုတ်ကလည်းအိမ်ပြန်လို့မရတော့ဒီညကိုတော်ရဲမှာတော့ကြော်ဖြဲရမည်ဖြစ်ပါရဲ့ ရုံမရင်ဖြူထုတ်အတွက်ပေါင်းတစ်ချောင်းချန်ပြီးကျန်တော်ကိုဦးလေးထွန်းမြိုက်ကိုပေးမယ်တွေးတော်လဲအခုတော့မပေးပြင်ဖြူထုတ်နဲ့ကျုပ်ရဲ့ညစာဖြစ်သွားပြီဖြစ်ပါရင်ဒေါမသားရိရှိတော်လဲမိဖုတ်ပါကဒေါမသားကယုံသားချက်ညီနဲ့ပူပြင်းတာကြောင့်ယုံသားကိုသာညစာဖြင့်ရွေးလိုက်ခြင်းဖြစ်ပါရင်မောင်ဒီကြလာနဲ့မိသိပေါ်ပြီးဒေါသရက်ပင်တစ်ခုကိုတီညအတွက်ရေးချေလိုက်ခြင်းဒေါသရက်ပင်ဒီကပင်လုံးကြီးရာကတကြောင်မိုးရထားရင်တန့်ရအလွန်ခတ်တာကြောင့်ရွေးချယ်လိုက်ခြင်းဖြစ်ပါရင် အပေါ်ကိုတက်လာနိုင်တဲ့အကောင်တွေရှိစေကောင်းမှုကြုံတို့အတွက်ပြင်ဆင်ခြင်းရရင်လဲဒေါ်သရက်ပင်ကိုရွေးချယ်ထားခြင်းဖြစ်ပါရည်ဒေါ်သရက်ပင်ပင်စီကိုအထစ်ထစ်လေးတွေလှုပ်ပြီးဖြူတို့ကိုခါနဲ့ပူးချပြီးအပေါ်ကိုတက်ခဲလိုက်တယ်ထင်းကြောင်တစ်ခုရှာပြီးတော့အဝတ်နဲ့ပတ်မီးလောင်နဲ့ရှော်စဲတွေတုံလင်းထားပြီးတော့အနားမှာချထားလိုက်တယ်ဒေါ်နဲ့ထဲကညာလည်းတိတ်ဆိတ်လျက်ရှိပါရည်ကျုံကတော့တကောင်လေးကွဲထွက်ပြီးအော်နေတဲ့ပရိသတ်တန်ကြီးကိုနားထောင်ရင်းနဲ့အိတ်နေမိတယ်ဖြူတို့ဖြူတို့ဘာဖြစ်တာလဲ ရုတ်တရက်ဖြူတုံးရဲ့လှုပ်ရှားမှုကိုခံစားရတာကြောင့်တတိကတ်ထားတဲ့ကျုပ်ကအိန္ဒိယကထားထိုင်လိုက်ပြီးတနက်ကိုကောက်ကင်လိုက်တယ်။ပတ်ဝန်းကျင်ခြေနေကိုအကဲဖြတ်ရမှာတော့ခလန်လန်းစီကမီးရောင်တစ်ခုထွက်နေရကိုမြင်ရပါတယ်။ညအချိန်ကြီးကျောင်းရဲမှာမြင်ရတဲ့မီးရောင်ဖြစ်တာကြောင့်လူမဖြစ်နိုင်ဘူးလို့ကောက်ချက်ချနေပြီးတယ်။ကျုပ်ကတနက်တီဗီကိုယူလိုက်ပြီးတော့တနက်သေးကိုထည့်ထားလိုက်တယ်။ဖြူတုံးမတော်နဲ့လေ။ဟာကွာဖြူတုံးကတော့ဒုက္ခပဲ။ နီးရောင်ကိုခဲကန့်နေတော့ဖြူတုပ်ကအပင်ပေါ်ကရုတ်တရက်ခုန်ချသွားတာကြောင့်ကျုပ်ကအနားမှာချထားတဲ့မီးတုပ်ကိုမီးညိပြီးအပေါ်ကနေခုန်ချရတာပေါ့တနက်ကိုလည်းကြောမလွင်မီးလုံးကန်ပြီးတော့ဖြူတုပ်နောက်ကိုအသေးတန်လိုက်မိတယ်ကျုပ်ရှိကမြင်နေရတဲ့မီးရောင်ကလည်းတဖြည်းဖြည်းမိန်လာတယ်ဖြူတုပ်ကတော့ကျုပ်ရှိတနေရမှာရက်နေရင်းရှေ့ကိုလည်းထိုးဟောင်နေတယ်ဖြူတုပ်ဘာတွေ့လို့လဲငါတို့ဒီမှာလမ်းပြောင်းနေရလား ကျုပ်ကဖြူတို့ကိုပြန်ခေါ်ရန်လို့ကျုပ်ရှိကမိတို့တချောင်းနဲ့လူတယောက်ပေါ်လာပြီးတော့ကျုပ်ကိုစကားဆပြောလိုက်ပါရဲ့။ရုပ်တရက်ဖြစ်တာကြောင့်ကျုပ်ကတော်တော်လေးပင်လန့်ပြန်သွားပြီးတယ်။ဦးလေးကဘာတူလဲ။ဒီချိန်ကြီးဒီနေရာဘယ်လိုရောက်နေရလဲ။ဦးလေးကဒီတော့မှနေရာကြာပါပြီ။ခွေးရောက်တန်ကြားလို့ထွက်လာတာ။ဒါဆိုခုနကမီးလေးနေရနေရာကဦးလေးအိမ်လား။ဟုတ်တယ်ငါတို့ရဲ့။ဒါနဲ့ငါတို့တို့မှာစားစရာလေးများမပါဘူးလား။ ။ဦးလေးဘာမှမစားတာကြပြီ။အသားစိမ့်နေပေပါတယ်ဦးလေးရဲ့။မိဖုံရင်လည်းတောကောင်အန်ဒီရဲ့ကကြောက်ပါသေးတယ်။ရှာရင်းကသူအဲ့အသားစိမ့်ပဲပေးရော။ဦးလေးရအစိမ့်လေးစားပါရဲကွာ။ကျုပ်ကတော့အချိန်လေးကိုရိတ်စားမိနေပါပြီ။ကျုပ်နဲ့အခုစကားပြောနေတဲ့သူကလူစင်စင်မဟုတ်နာနာဘဝကောင်းစွာလေတိရာကြောင့်အသားစိမ့်တွေထုတ်ပေးပြီးတော့ခက်ခွာခွာနေလိုက်ပါရင်ဖြူတော့ကတော့မဟောင်မဲနဲ့အမီလေးကုန်နေတယ် ။ query ကတော့ဝိညာဉ်လေးကိုမြင်နိုင်ရဟောင်းချပေမဲ့ဖြူတို့မဟောင်းသေးကအကြောင်းရှိမယ်ထင်တယ်။ငါတို့မင်းဦးလေးပါဆိုတာသိရမလား။ယုတ်တိရဲ့မိလာတဲ့စကားကြောင့်ကျုပ်အသေးတွေအေးဆက်သွားတယ်လားရှိလာတယ်။ရိတ်ဦးလေးကတော့မျက်နှာပြေမပေါ်တဲ့မီးရောင်လင်းရောင်အမှကတ်ဆိတ်ဆိတ်ပြုံးနေပါတယ်။ပါမမကြောက်ပါနဲ့ကွာဦးလီမေကိုရံပြူပါဘူးဦးလီအစာလိုချင်ုံတက်တက်ပါကျုပ်ကိုရံပြူရင်တော်ပါပြီဦးလီစိတ်ကြိုက်စားပါ ကျုပ်ကလည်းတောဝတ်သားတွေကိုပြန်ယူပြီးတော့ပေးလိုက်ပါတယ်။ဦးလေးငါတူကိုပြန်ပြီးတော့အကူအညီပေးပါပါ။ငါတူကျေးဇူးမမေ့ပါဘူး။ဦးလေးရောတခြားနာနာဘဝတွေနဲ့မတူဘူးနော်။တခြားကောင်လေးဆိုကျုပ်ကိုတိုက်ခတ်ပြီးတောဝတ်သားတွေလာဆွဲမှသိကြတယ်။ဦးလေးတီကျော်ရဲမှာစုံတာဆယ်နှစ်ကျော်ပြီ။ဦးလေးတို့ဘုံသားတွေရာကြောက်စရာကောင်းကြတာချမ်း။တနာဖို့လည်းကောင်းကြတယ်။အစားစားရတာကတစ်လမှတစ်ချိန်လောက်ပဲရှိတယ်။ဒီညတော့ ဘိုင်းမစားနဲ့တော့အကောင်စားလို့ရတယ်။ငါတို့မင်းတို့နေတဲ့နေရာကိုပြန်ပြီးတခြားချမ်းတဲ့အကောင်တွေရောက်လာတော့မင်းမနေ့ကငါတို့ကိုလာပြီးတော့ခေါ်မင်းငါနောက်ကိုရေယုံကြည်ကြည်လိုက်ခဲ့။ဦးလေးကပြောနေတော့ဘေးနားကတစ်ပင်နေရင်ထုံးလာတာကြောင့်အချိန်ကြီးမကောင်းတော့ကြောင်းသိတာကြောင့်တော်သရက်ပဲစီကိုပြန်ပြေးခဲ့ပါရယ်။တာမန်လူသားတယောက်လိုပြောဆိုဆက်ဆံခင်ရတာကြောင့်အကြောင်းစိတ်မရှိအဲ့လိုလေပြောခဲ့တယ်။ကျုပ်ကတော့နေရောင်မျက်လွှာပေါ်ကြာလာတော့မှ အရာကနိုးခဲ့ပါတယ်။ဖြူတော့ကတော့ကြုံပြီးမှမိလေးလှုပ်ရင်းနဲ့ရှိနေတယ်။နိုးလာတော့လည်းနီးစင်ရရင်ရန်တစ်ခုကိုရှာမျက်နှာတင်ပြီးတော့ညကကြံတဲ့အသားရည်ကိုမိခင်လိုက်ပြီးမနက်စာပြေးစားလိုက်တယ်။မနက်စာစားပြီးရနဲ့ကျုပ်ကအမဲပြတ်ထက်ရန်တနက်ကိုကိုင်းလိုက်တယ်။ဒီချိန်မှာကျုပ်တို့ရှိကိုပုတ်တင်တကောင်ရောက်လာတယ်။အစားတော့ပုံမှန်လို့သာတွေးလိုက်ပြီမယ်။အရိပုတ်တင်ကကျုပ်တို့ကိုကြည့်ပြီးအခုံပြနေတယ်။အတန်ငယ်ခုံပြီးတော့သူလာခဲ့တဲ့လမ်းဘက်ကိုလှည့်ပြန်သွားပါရဲ့ ဓာညာဦးလေးဖြစ်ရမယ်။မြေခင်ပတ်ပုံစံမှန်နဲ့လာလို့မရလို့ပုတ်တင်နေဝင်နေတာဖြစ်ရမယ်။ကဲပြူတို့ပုတ်တင်နောက်ကိုလိုက်ကြစို့ကွာ။ကျုပ်ကတော့ကျုပ်စကားနားမလည်နိုင်တဲ့ဖြူတို့ကိုပြောပြီးတော့ပုတ်တင်နောက်ကိုလိုက်ခဲ့ပါရဲ့။တူးဆန်းတာကမြေမြသမ ्या အကောင်သေးတွေကိုဟောင်းတက်လိုက်တဲ့တဲ့ဖြူတို့ကအခုပုတ်တင်ကိုမဟောင်းကျုပ်ဘေးမှာအမီလေးလှုပ်ရင်းနဲ့လိုက်ခဲ့တယ်။ကျုပ်ကတော့လာလန်းကိုအမှတ်သားတွေလှုပ်ခဲ့ပါရဲ့။နိုင်ဝမ်းမြလိုက်လာပြီးတော့လမ်းစင်းတနီယာကိုရောက်လာခဲ့တယ် လမ်းစင်းကလည်းမဆောက်လုံးနာကြောင့်ကြောက်တစ်ခုလိုပင်ဖြစ်နေတယ်။ကျုပ်ကလမ်းစင်းကိုကြည့်နေတော့ဘေးမှချုံနေစီကောင်းနေလှုပ်ရှားတဲ့ကိုကြားရခြင်းကြောင့်တနက်ကိုထုတ်လိုက်နောက်ကိုလည်းခုံဆောင်လိုက်ပါရဲ့။ကျုပ်မူလားရှိနေနေရကမေစာရင်ကလွင့်ပြန့်ကုန်နေ။တော်ဝက်တကောင်ကတော့ကျုပ်စီကိုပြင်းဝင်တိုက်ခိုက်ခြင်းဖြစ်ပါရဲ့။အလွန်လင်မြန်တဲ့တိုက်ခတ်ချက်ဖြစ်ပေမဲ့တတိကထာရာကြောင့်ကျုပ်ကိုမထီပဲကျုပ်အောက်ကမြေဆိုင်ကိုသာထိုးမိရပုံကျုပ်ကလည်းအလွန်မင်းအံဟောရတယ်။ တောဝက်တီကလူကိုရစ်ပတ်ပြီးတော့မှအဆွဲနဲ့ထိုးတက်ကြပေမဲ့အခုတောဝက်ကတော့ကျုပ်ချီကိုအတင်းဝင်ထိုးခြင်းဖြစ်ပါရင်ကျုပ်ကဒီတောဝက်ကိုတေချာမှတ်မိနေပါရင်ကျုပ်ရောက်ခဲ့တဲ့တောဝက်အုပ်ထဲကတောဝက်တကောင်လေးဖြစ်သည်အဖြူနဲ့အနဲ့ရောထားတဲ့အကောင်ဖြစ်တာမို့မှတ်မိခြင်းလည်းဖြစ်ပါရင်တောဝက်ကကျုပ်ကိုဒေါသတကြီးနောက်တစ်ချိန်ထိုးနှက်တယ်ကျုပ်ကတတိလုံးရေမရအဘေးကိုခုံရှောင်ပြီးတော့တောဝက်ရဲ့နံကြားကိုတနက်ကြီးပြစ်သွင်းလိုက်ပါရင် ကျဲလောင်တဲ့တနက်တန်ကြောင့်ဖြူတုပ်ပင်လှန်သွားပါလေ။ကြီးမံပြီးအထီးနာသွားတဲ့တောဝက်ကလဲနေရာကတောအတွင်းကိုပြေးမဲ့ဟန်ပြူတော့ဖြူတုပ်ကတောဝက်ရဲ့အရှိဘက်ကနေဟောင်းလိုက်ခြင်းကြောင့်တောဝက်ကပြေးလန်းပေးပြီးကျုပ်စီကိုသာဦးတည်ပြန်တယ်လေ။ဒီဒီကတော့ကျုံတဲ့ဝေးတာကြောင့်ကျုပ်ရဲ့ကြီးနောက်တစ်ထောင်ကို ပြစ်သွင်းလိုက်တယ်။ကျုပ်တို့ဖြစ်ကိုပုတ်တင်ကတော့ကြောက်တုံးပေါ်ကရက်ကြည့်နေသည်။ကျုပ်ကတော့တောဝက်ကိုချုံတစ်ခုထဲမှာထည့်ပြီးတော့ပုတ်တင်ဦးဆောင်ရနောက်ကိုလိုက်ခဲ့ပါရဲ့။ ဆံကမနေ့ကလမ်းလျှောက်လာပြီးတော့ကြောင်းလိုက်ကိုတစ်ခုရှိကိုရောက်လာရင်ပုတ်တင်သေးကိုဝင်သွားတာကြောင့်ကျုံနဲ့ဖြူတို့ကအနောက်ကောင်လေးလိုက်ခဲ့တယ်။ဂူတခုလုံးကမှောင်မင်းလေးရရှိပါရီ။ဂူမိုးရီမှာတွေ့ကက်နေကြတဲ့လင်းတို့တွေကကျုပ်တို့ဝင်လာတဲ့အခါစူညာတန်ပြုတ်ပြီးပြန်တန်းထွက်ခွာသွားတယ်။အလေးမရှိတော့မှဂူအဆက်မှာရက်နေတော့ဂူနေရန်လေးကမိတို့တွေထွက်ပေါ်လာပြီးဂူကလည်းလင်းထိန်သွားတယ်။ကောင်းလေးလာလာလာအဲဟိုမင်းတော့ပေးစရာရှိတယ်။ မိရိုင်များလင်းလာခြင်းနဲ့အတူမိုးစိတ်ရှည်လူတယောက်ပေါ်လာခြင်းနဲ့အတူကျုပ်တို့ကိုခေါ်လာကြောင်းဂူတွင်းပိုင်းကိုဝင်လာခဲ့တယ်။မိုးစိတ်ရှည်လူကြီးကတော့ကြောက်ပြိုင်တစ်ချက်မှထိုင်စီပြီးတော့တစ်သီးတွေလာချပေးပါရီ။ဖီးပန်းလာတော့ပေါ့တစ်သီးတွေသုံးဆောင်ပါအောင်။နေပါဦး။ကျုပ်တို့ကိုရှင်းရလမ်းပြခေါ်လာတာဦးလေးလား။ဟုတ်ပါရီ။ညာကိစ္စအတွက်ပြန်လဲကျေးဇူးဆက်တင်တော့ပါ။ဒီတစ်သီးတွေကိုအရင်သုံးဆောင်ပါ။ပြီးတဲ့အခါ အထူးလက်ဆောင်နဲ့ကျေးဇူးဆက်ပါမယ်။ကျုံးနဲ့ဖြူတို့ကလည်းဘေးဘီကိုစူးစမ်းနေမိပါရင်ဆန်ရှေလူကြီးကတော့သူခေါင်းနောက်ကပလင်းလေးတစ်ခုထုတ်လာပြီးတော့ကျုပ်ကိုကမ်းပေးပါရင်ကျုပ်ကတော့ပလင်းကိုယူလိုက်ပြီးတော့ဒါဘယ်အတွက်ကောင်းတာလဲ။ကိုပြောင်းနိုင်နေစီမင်းတို့အတွက်လက်ဆောင်ပေးတာကဲတောင်းလိုက်။ကျုပ်ကမယုံပေမဲ့တောင်းရန်တွေးတောင်းမိပါတယ်။မတောင်းနဲ့ကားသူဒီကောင်မင်းကိုလှည့်ဆောင်နေတာ ရုတ်တရက်ထွက်ပေါ်လာတဲ့နောက်ကတန်းချောင်းကျုပ်ကပလင်းကင်ထားတဲ့လက်ကိုရက်တမ်းမိရပေါ့။ငါတို့တို့မင်းတို့အမြည်ဆွဲခံထားရတာ။အဲ့ကောင်ကငါ့လိုနာနာဘဝတကောင်ပဲ။မင်းတို့သူနဲ့ဝဝင်းနေ။အနောက်ကဝင်လာတဲ့လူကြီးကပြောရချောင်းကျုပ်ကအဝေးကိုသွားမယ်အလို့ကျုပ်ချက်တော့ကိုဖြူတုတ်ကပြေးတိုက်တာကြောင့်ကျုပ်လည်းဘေးကိုလဲကျသွားတယ်။ကျုပ်အသက်ကိုဖြူတုတ်ကယ်လန့်ခြင်းဖြစ်ပါရဲ့။ကျုပ်ကောင်းပေါ်မှာလက်သေးချွန်ကြီးတစ်ချောင်းကလည်းဝီကင်းနေဖြစ်သွားခြင်းကြောင့်လည်းဖြစ်တယ်။ ကျုပ်ကလဲနေရမှာထပြီးတော့ဂူဝင်စီကိုပြေးပေမဲ့ဂူဝင်ပေါက်ကတန်တကားကြီးကျလာပြီးတော့အဝင်ပေါက်ပိတ်သွားတယ်။ဆန်ရှိလူကြီးနဲ့ကိုရဲနောက်ဝင်လာတဲ့သူကြီးကလည်းမကောင်းစိုးဝါးကောင်းတဲ့ဖြစ်ကိုပြောင်းလဲတိုက်ခတ်လျက်ရှိတယ်။ကျုပ်ကတော့တနက်ကိုကရင်နဲ့ဆန်ရှိလူမကောင်းစိုးဝါးကြီးကိုပြစ်ချလိုက်ပါတယ်။ကျုပ်ရဲ့တနက်ကြီးကိုအရင်မကောင်းစိုးဝါးကြီးကိုမထိဂူနေရန်ကိုသာထိမှန်သွားတယ်။အတော်ကြာကြာတိုက်ခိုက်ကြပြီးတော့ဂူတကားကရုတ်တရက်ပွင့်သွားတာကြောင့်ကျုံရဲ့ဖြူတို့ကတော့ဂူပင်ကိုပြေးထွက်ခဲ့ပါတယ်။ လာရလက်မှတ်သားတွေတိုင်းပြေးကြပြီးတော့တော့ဝက်ကိုပဲမယူနိုင်ခြေကုံတုတ်ခင်ရပါတယ်။ဒေါ်တရဘေကိုဘယ်ချင်းပြင်ရောက်မှမသိပြင်ရောက်ခဲ့ကြပြီးရွာဝသားပြန်ခဲ့ရပါတယ်။တုတ်ဘဝမှာဒီဖြစ်ပျက်ကိုမေ့နိုင်မှာမဟုတ်ပါဘူး။စံရှည်လူကြီးနဲ့နောက်မှဝင်ရောက်လာတဲ့လူကြီးကတော့ဘလို့ပတ်သက်မှုမျိုးရှိပြီးတော့ညာတွေးရတဲ့သူကဘယ်တယောက်လဲတေးတော့ကစဉ်းစားမရဖြစ်လို့နေပါတော့တယ်။ ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရဲဝင်းထွန်းရေးသားထားတဲ့စာလီတော်မော်မန့်နဲ့တော်ရဲမအန်တရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရင်းနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါရယ်ခင်ဗျာ